ဒီပရင်ဆက်ပြခြင်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ဖြင့်ဇက်တိုက်ပုံကျဲမှုပြည်သူများထိခိုက်ဒဏ်ရာရပြီးဒဏ်ရာပြင်းထန်သူများပါဝင်ကနေအိမ်များလဲမီးလောင်လေ။စကိုင်းတိုင်းဒီပရင်မြို့နယ်ဆက်ပြခြင်းခြင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ဖြင့်ဇက်တိုက်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်ဒဏ်ရာရပြီးဒဏ်ရာပြင်းထန်သူများပါဝင်ကနေအိမ်များလဲမီးလောင်နေကြောင်းဒီပရင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတအူးကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည်။ နိုဝင်ဘာလ10ရက်နေ့မုံလယ်3:20နာရီ20မိနစ်ခန့်တွင်ဒီပဲရင်မြို့နယ်ဆက်ပြားချင်းရွာကိုအကြက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေရင်ဖြင့်၃ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အကြက်ဖက်စစ်တပ်ဤ၄ချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း။ထို့ပြင် နေအိမ်များလည်းထိခိုက်ပျက်စီးမှုရှိကြောင်းသိရှိရသည်။ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးရှိပါတယ်။ရွာထဲကြတာလို့သိထားရပါတယ်။ထိခိုက်မှုအသေးစိတ်ကိုတော့မပြောနိုင်သေးပါဘူး။ ပြည်သူဘဏ္ဍာဦးထိခိုက်ဒဏ်ရာရလဲဆိုတာအရေးအတွက်ကိုအတိမပြုနိုင်သေးတာပါမြေပြင်မှာလည်းကဲဆယ်ရေးတွေလှုပ်ဆောင်နေတော့ရှုပ်ထွေးနေပါတယ်နေချောင်းကလည်းဇက်တိုက်တိုက်ခတ်နေသေးပါနေအိမ်ပြက်စီးတာမျိုးလည်းရှိပါတယ်မြေပြင်ကအဖွဲအစည်းတွေအားလုံးစူးစမ်းနေသေးပါတုံးချိန်တိတိဂျက်ဖိုက်တာနဲ့ပြစ်တာပါဟုဒီဘဲရင်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲမှတာဝန်ရှိသူတဦးကပြောဆိုသည်ထို့သို့လေချောင်းတိုက်ခိုက်သွားပြီးနောက်ယနေ့ညနေ6နာရီခန့်တွင်ဒီဘဲရင်မြို့နယ်ဆက်ပြချင်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပေါင်900ဘုံလေးလုံးစက်တိုက်ပစ်ချတိုက်ခိုက်သွားကြောင်း အကြက်ဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်ထိခိုက်ဒဏ်ရာရရှိသူများရှိပြီးဒဏ်ရာအခြေအနေဆုံးရရသူများလည်းပါဝင်ကာလက်ရှိချိန်တွင်ကျေးရွာအတွင်ရှိနေအိမ်များမီးလောင်နေကြောင်းသိရှိရပါတယ်ရှင်အခုအချိန်ထိပြင်းထန်ဒဏ်ရာဆုံးရရတာပဲရှိပါတယ်သိဆုံးသူမရှိသေးပါဘူးထိခိုက်မှုကတော့အတိအကျစာရင်းမယူနိုင်သေးပါဘူးဒဏ်ရာရတဲ့ပြည်သူအရန်များတယ်လို့တော့မဆိုနိုင်ပါဘူးအကြီးအတွက်အတိအကျမသိရသေးတဲ့အတွက်အဲ့အကြောင်းမပြောလိုပါဘူးဟုဒီဘဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကဆက်လက်ပြောဆိုသည် အလားတူအော်တိုဘာလ25ရက်နေ့ကလည်းဒီဘက်ရင်းမြို့နယ်အလားတူအော်တိုဘာလ25ရက်နေ့ကလည်းဒီပဲရင်မြို့နယ်ဗုဒ္ဓန်ရွာကိုအကြက်ဖက်စစ်တပ်ကဂျက်ဖိုင်တာဖြင့်ဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့ကြောင်းဒီပဲရင်မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့်လေကြောင်းအန်ရဲအထူးအသည့်အသည့်ရှိကြရန်ဒီပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းတတိပင်းနိုးစော်ထားသည်